ကဲအနေနဲ့ရကကျွန်တော်ရဲ့ဗီဒီယိုမိတ်ဆွေစာပေမိတ်ဆွေကတ်တုန်မိတ်ဆွေပရိသတ်အားလုံးကိုစိတ်နှပြကျမ်းမာပြီးတဲ့ကျမ်းမာအောင်ချမ်းသာပြီးတဲ့ချမ်းသာအောင်စွမ်းဆောင်လို့မူနေကြပါစေ။ကញ្ញံဝရိယသုံးချက်လုံးအကောင်အောင်လေးချူပန်းလို့မူနေကြပါစေခင်ဗျာ။အထူးသဖြင့်အခုလိုကိုဗစ်ခုခံစစ်ကိုဆင်နွှဲနေကြတဲ့အခါသမယမျိုးမှာမိမိတို့ရဲ့ကံအစွမ်းဉာဏ်အစွမ်းဝရိယဇွမ်းတွေကိုအပြည့်အဝစိုက်ထုတ်အသုံးချပြီးတော့မမိတ်မလျော့မပေါ့မဆော့ အဲ့ဒီကြီးစွာထပြီးတော့အောင်မြင်ဘေးကင်းအောင်ကြော်လွှားနိုင်ဖို့ကြိုးပမ်းတော်မူနိုင်ကြပါစေမိမိကိုမိမိကောင်းစွာရွတ်ဆောင်တော်မူနိုင်ကြပါစေလို့လဲထပ်မှန်ပြီးတော့ဆန္ဒပြုဆုတောင်းတိုက်တွန်းလိုက်ပါရခင်ဗျကျွန်တော်ရဲ့ဒီဇင်ယွန်ဒီ page ကနေပြီးတော့ညစဉ်စ조사ပြီးတော့ရွှေစကားငွေစကားအစီအစဉ်ကိုတင်ဆက်ပေးလျက်ရှိပါတယ်အနေနဲ့ရကမိတ်ဆွေများအတွက်လဲအသုံးတဲ့ကြအကျိုးထူးကြတယ်ဆိုတာပြန်လည်ကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်အဲ့တော့ဒီနေ့ချင်း ဒီနေ့တော့ဒါလေးလှုပ်လိုက်ဆိုပြီးကျွန်တော်လမ်းညွှန်ပေးတယ်ဆိုတော့ဒါလေးကဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့အလုံးမှာအပန်ပိုးလေးပေါ့ဗျာအပန်ပိုးလေးဖြစ်နေတော့အသုံးတဲ့ပါလိမ့်မယ်ကိုကိုရဲကတော့အဓိကပဲနော်ကိုကိုရဲကတော့အဓိကပဲလူကြီးသူမတွေပြောလို့ရှိတယ်ကြောက်တုံးကိုစီညက်လို့စီမထွက်ဘူးဆိုသလိုပဲမဖြစ်နိုင်တဲ့ကိစ္စခုမှဖြစ်ဖို့အကြောင်းကံရှိနေတဲ့ဥစ္စာကိုရရချီလို့တော့မရပါဘူးနော်အဲ့တော့ကိုဘက်ကဟိုကိုဖြစ်ချင်းလူချင်းရချင်းတဲ့ကိစ္စတွေအတွက် စ조사ထားတာဖြည့်စည်းထားတာစိုက်ထုတ်ထားတာတွေတော့လိုအပ်ပါတယ်နော်အဲ့ဒါတွေပေါ်မှာမှဒီဘီရင်ရတရားတို့ဘာပဲဖြစ်ဖြစ်ဂျန်တဲ့ဥစ္စာလေးတွေကအပန့်ဖို့ဖြစ်နေအသုံးတဲ့မှာပါခင်ဗျအဲ့တော့ဒီညကျွန်တော်ပုံမြင်လက်ဆောင်လေးတစ်ခုခေါင်းထဲဝင်လာတယ်တခါတုန်းကတဲ့အင်မတန်ရုပ်မှာပက်ဆက်ကောက်ကျစ်တဲ့တထီးတယောက်သူကတထီးတော့တထီးဖက်ဆန်နေတော့ချမ်းလာတယ်ဒါပေမဲ့သူ့ဘဝမှာလေး ဘဝတစ်လျှောက်လုံးကအကုသို့အမှုတွေကြီးပဲမကောင်းမှုဒုစရိုက်တွေကြီးပဲမျိုးစုံလောက်လာတာဆိုတော့ကောင်းသောချမ်းသာခြင်းမျိုးတမာအစီဝါနဲ့ချမ်းသာခြင်းမျိုးတော့မဟုတ်ဘူးပေါ့နော်တက်တလုံးရုပ်မှာပက်ဆက်ကောက်ကျစ်ပြီးတော့သူသူတို့ဘာတွေအပေါ်မှာလူလိုက်လောက်အမျက်ထုတ်ကုတ်သွေးဆုပ်ပြီးတော့မှမတော်မတရားနည်းတွေနဲ့ချမ်းသာလာတဲ့တစ်ထည်တယောက်အဲ့တည်းရပ်သေးရောတည်တဲ့ခါကျတော့ကဲဆိုကြပါစို့နတ်ပြည်နဲ့ငရဲပြည် ကောင်းသောဘုံနဲ့မကောင်းသောဘုံဆိုရင်ကောင်းသောနေရာရောက်ချင်ကြတာပဲသူသူကိုယ်ကိုအဲ့တော့တတိယလည်းကဲသူကလည်းနတ်ပြည်ကိုသွားတယ်နတ်ပြည်တကောက်ကိုသွားခောက်တယ်တော်တော်တော်ဒါရနတ်ပြည်ရဲ့အဆောက်အအုံသားတွေကဘာလို့လဲငါတတိယဘောကကွာတယ်ဘာလို့လားလဲဘာလို့လားလဲဟာငါတေးပြီးကွာတယ်အဲ့တော့ဟိုတေးရင်နတ်ပြည်ကိုလာတယ်ဆိုလို့ငါနတ်ပြည်ကိုလာတာဟာနတ်ပြည်ရိမ်းလာလို့မရဘူးတဲ့ကုသိုလ်ကောင်းမှုလုံးမလာလို့ရတာတဲ့အဲ့တော့ခမကုသိုလ်ကောင်းမှုဘာလို့လုတ်ခဲ့လဲပြောတဲ့စည်ရင်ပြတယ် ဟာတတိစိတ်ညံ့သွားတယ်တပတ်လုံးကမတော်မတရားမကောင်းတာအကုသိုလ်တွေပဲလှုပ်လာတယ်ဆိုတော့ဟာကွာမင်းတို့အထက်ကျမှကြည့်တယ်ရှင်းအောင်ပါတယ်တကားဖွင့်လိုက်စမ်းပါတယ်အဲ့လိုလို့လို့မရဘူးလက်ပြီးမှလက်ထိုးလို့မရဘူးနော်ဟိုပါဝါတွေအာနာတွေဘာတွေလှုပ်လို့မရဘူးလက်ပြီးတကားဒီတိုင်းဖွင့်လို့မရဘူးကုသိုလ်ကောင်းမှုပဲဖွင့်လို့ရမှာခင်ဗျာကုသိုလ်ကောင်းမှုစင်ရင်မတင်းဟာဘလို့မှပြောလို့မရဘူးစီးအောင်လို့လည်းမရဘူးလက်ထိုးလို့လည်းမရဘူးဆိုတော့တထေကြီးကုဘောကလည်းလက်ပြီးတကားဟောမှာစိတ်တွေညစ်နေချွေးတွေကြတယ် ပြန်စင်းသားတဲ့ခါမှာအနေုံกว่าလေတခါလုံးကအဖေါ်အူကြီးတယောက်အမေအူကြီးတယောက်လမ်းပေးမှာกว่าတဲ့စားမယ်တောက်အောင်မတနာပါလေသူခမားတမင်းမစားရတာကြာပြီဆိုတော့ငါအဲ့တော့တွေ့သွားတော့ရော့ရော့ရော့ဆိုပြီးအိတ်ထဲမှာရှိတဲ့အကြွေလေးတမတ်စီလေးတစ်စီးရော့အဖေါ်အမေတမင်းဝယ်စားလိုက်ဆိုတော့ဟာအဖေါ်ကြီးမဝမ်းသာပြီးတော့กว่าကျေးဇူးပါငါတူရဲ့တာရုပါတာရုပါဆိုပြီးသူခမားတမင်းစားတာအားရပါရငါကျင်းလိုက်တာဆိုတော့กว่าကျင်းလိုက်တာဆိုတော့ နောက်ဘောမှာအဲ့ခုတို့လောက်ဖူးတယ်ကွာဟာနတ်ပြည်ကအဆောင်နတ်သားတွေပါလေစိတ်တွေညစ်တာပေါ့နော်စင်းပြန်ရှာရတာပေါ့ဗျာဒီခေတ်လို့ဆိုကွန်ပျူတာစင်းပြန်လိုက်ရတာတထေဘောကဟာကိုကြီးအချင်းတွေပြန်လိုက်တာတက်တက်လုံးဝအခုတို့တွေကြီးပဲဆိုတဲ့ခါကျအဲ့ခုတို့လေးတက်မှာဖို့ကသူ့မှာသင်းမတက်လိုက်ရှာရတာဟောအထဲမှာလဲချွေးတီးတီးကြဗျောင်းဆန်းပြီးတော့မှနောက်ဆုံးရှာတော့ဟုတ်တယ်အဲ့ခုတို့တက်မှာဖို့သူလုတ်ဖူးတာသေးကြတယ်စင်းတွေ့ဟာ မဖြစ်စလောက်ပေါ့နော်ဘာမှကိုမဖြစ်စလောက်ကုသိုလ်နဲ့ဒီနတ်ပြည်တကားကိုဖွင့်ပေးဖို့ကလည်းသူတို့မှအကြမ်းရိုက်နေတယ်အဲ့ဒီအချိန်မှာနတ်သားတွေအကြီးကြီးရောက်လာတယ်မင်းတို့ဘာဖြစ်နေကြရလဲဆူညာဆူညာနဲ့ဒီမှာအဲ့တတိဘောကဆိုတာတကားဟွာကိုရောက်ပြီးတကားစုဖွင့်ခိုင်းနေနတ်ပြည်တွေဝင်မလို့အေးလေသူကုသိုလ်ကမှုလောက်တာရှိခွင့်ပြလိုက်ပေါ့ကွာတဲ့ဒီမဲ့တဲ့ဟိုလိုက်ရှာကြီးတော့သူတက်မှတ်ဖို့သူဘောကတလျှောက်လုံးမှာကုသိုလ်တက်မှတ်ဖို့တော့သူလုပ်ဖို့တယ်အဲ့တော့ဖွင့်ပေးရမှာလားမပေးရမှာလားကျွန်တော်စဉ်းစားနေတာ ဆိုတော့နတ်ပြည်အကြီးကလည်းသူကခေါင်းစားသွားတယ်ဒီမဖြစ်စလောက်တက်မှဖို့နဲ့နတ်ပြည်တကားအဖွင့်ပိတ်ကအလုရှုပ်တာပေါ့ဗျာအထက်ရောက်ရောက်ပြီးတဲ့နဲ့ပလွတ်ဆိုပြန်ထွက်တော့ပြည့်ပြီမင်းတက်မှဖို့ပြည့်ပြီပြန်ထွက်တော့ဆိုပြီးပြန်မောင်းတော့ပါမှာဆိုတော့အလုရှုပ်တာပေါ့နော်အဲ့တော့နောက်ဆုံးမှနတ်ပြည်အကြီးကဘာစဉ်းစားလဲဆိုတော့ညုံသွားတဲ့ဆိုသူလည်းအဲ့ထဲကိုနှိုက်နှိုက်ပြီးတော့နတ်ပြည်ရဲ့နတ်သားအကြီးကအဲ့ထဲကအကျွေးမက်စီတစီထုတ်လိုက်ပြီးတော့နတ်ပြည်တကားရဲ့အောက်ခြေကနေအပြင်ကိုလှမ်းပစ်ထလိုက်ပြီးလဲချွန်းရော့ တဲ့တရေဘောကဆိုရကောင်းတယ်ရောက်အဲ့မှာဓမ္မတဲ့မင်းတသက်လုံးလို့ဘူးတာကုသဓမ္မဖုံးမလားတဲ့အဲ့ဓမ္မဖုံးနဲ့နတ်ပြီးဝင်မှုထွက်ဖို့တကားအဖွင့်မွေးအလုရောက်တယ်ကွာတဲ့ရောက်အဲ့ဓမ္မပြန်အားလိုက်တယ်ဆိုတော့တကားတော့ဖွင့်မပေးတော့ဘူးเนาะအဲ့မင်းကုသကောင်းမှုဓမ္မဖုံးလို့ဝင်တော့အဲ့ဓမ္မဖုံးရောက်ပြန်အားနေကွာဆိုပြန်အားနာခံလိုက်ရတယ်တဲ့ဆိုတော့ကျွန်တော်မိတ်ဆွေများလည်းပဲကျွန်တော်ကိုယ်လေးဟစလို့ပေါ့เนาะဘောအမှကျွန်တော်တို့ကကုသလေး တပည့်လောက်လုံးအကုသိုလ်တကြသားလောက်လုံးပြီးတော့အမေကုသိုလ်ကောင်းမှုကြိုးခံစားခြင်းနဲ့မကောင်းမှုမကောင်းရတွေလုံးပြီးတော့ကောင်းတာလေးနည်းနည်းလေးကိုဟာငါကောင်းတယ်လို့ကိုကိုကိုအထင်ရောက်ခြင်းနဲ့ဆိုတော့မတန်မရာဆိုရင်တော့လောကကြီးကခွင့်ပြုမှာမဟုတ်ပါဘူး။စာမေးဘွယ်အောင်ရင်တဲ့ကလေးစာမေးဘွယ်မှာအမှတ်တရာရမှအောင်မြင်မဲ့ကိစ္စကိုဆက်မဖိုးလေးကြက်ပြီးတော့ နော်ကျွန်တော်ဆက်မှတ်နေတော့အအောင်ပေးပါဗျာသွားလို့လို့မရဘူးဗျာအဲ့ဆက်မှတ်ပြန်အန်းခံသွားရမယ်ဂျာရုတို့ခြင်းလို့ပါဂျာရုတို့အောင်လှုပ်တော့လှုပ်ထားပါလေရာဟုတို့ဘွားဆိုကြပါဆိုတရားလိုရဲဆိုပါတော့ကိုကဆယ်ပြားဘူးပဲလှုပ်ထားရင်တော့ရောအမင်းရာဟုတော့မတို့နဲ့ဆယ်ပြားပဲပြန်အားလိုက်မယ်ဖြစ်သွားမှာပါပဲအဲ့တော့ဘယ်ကိစ္စမှမဆိုကျွန်တော်တို့ကကိုနဲ့ထိုက်တင်တာကိုနဲ့တန်ရတန်ရကိုရှေ့မှာ ဖြည့်စည်း target ဓာတ်တွေပဲကျွန်တော်တို့ပြန်ရပါလိမ့်မယ်ကိုစိုက်ပြိုးခဲ့တဲ့အပင်အသီးအဝင်ဝယ်ကျွန်တော်တို့ ိတ်သိမ်းရမှာပါမဆိုင်ခဲ့မပြိုးခဲ့ပဲနဲ့တော့သူများအပင်ကအသည့်ပွင့်ကိုကြည့်ပြီးငါလည်းအဲ့လိုတီးကျင်ပွင့်ကျင်လိုက်တာလို့လို့မရပါဘူးဒါကြောင့်ကိုယ့်ဘက်ကမကောင်းမှုနဲ့ကောင်းမှုဆိုလို့ရှိရင်လည်းကောင်းရာကောင်းကျိုးကောင်းမှုကိုလုံနေတာလုံထားဖို့ဖြည့်ဆည်းနေတဲ့မြတ်ဖြည့်ဆည်းထားဖို့ကြိုးစားနေတဲ့မြတ်ကြိုးစားထားဖို့အရေးကြီးပါတယ်ခလာကိုယ့်အလုံးနဲ့ပတ်သက်လို့ကိုယ့်ပညာနဲ့ပတ်သက်လို့ကိုယ့်ဘဝရည်တည်မှုနဲ့ပတ်သက်လို့ကိုဟာအီယိုအီယိုလေးဒီတိုင်းမရေလိုက်တဲ့ငါလိုက်တဲ့လေးနေနေတာလား အမှန်တကယ်ကြိုးစားအားထုတ်ဖြစ်တည်နေသလားဆိုတာတကယ်ရေထဲမိုးထဲကြာရင်တော့အဆုံးဖြတ်ပေါ်ပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလဲပညာရေးစနစ်အလိုပဲဟာဟိုလိုနဲ့အောင်သွားဒီလိုနဲ့အောင်သွားတော့ဟိုဘွဲလက်မှတ်လေးရဒီဘွဲလက်မှတ်လေးရတော့ဟိုတင်တန်းလေးအောင်ဒီတင်တန်းလေးအောင်အဲ့ဒါတွေကအမှန်တကယ်အောင်မြင်ခဲ့တာဆိုရင်အမှန်တကယ်အကျိုးခံစားရမှာပဲအဲ့လိုမဟုတ်ပဲနဲ့ဘလိုဒီလိုနဲ့ရောရောနဲ့ဖြစ်ကြတာဆိုရင်တော့တကယ်ရည်ရဲမှုတဲ့ကြရင်တော့အဆုံးဖြတ်မှာကိုနောက်ချန်နေခဲ့လိမ့်မယ် အဲ့တော့တူချင်းတယောက်ချင်းစီမှာအဲ့ဒါအရေးကြီးတယ်လို့ပဲတိုင်းပြည်နဲ့ခြိလိုက်ရင်လည်းပဲကျွန်တော်တိုင်းပြည်တပြည်လုံးဟာကဘာကြီးပေါ်မှာသူများတွေစ조사နေတယ်လို့ပြေလွှာရုံးကန်နေတယ်လို့အားထုတ်နေတယ်လို့ဖြည့်စည်းနေတယ်လို့လုပ်ရင်တော့ကျွန်တော်တိုင်းပြည်လည်းကဘာနဲ့ရင်မောင်းတန်းနိုင်မှာပဲအဲ့လိုမဟုတ်ဘဲနဲ့ဆိုင်းမုတ်ကြီးတွေပဲထောင်ထားပြီးတော့တကယ်အရေးချင်းတွေမရှိဘဲနဲ့တိုင်းပြည်ကတာယာဝပြောနေမယ်အေးချမ်းတာယာနေမယ်ငင်းဝိပြပြနေမယ်ဆိုင်းမုတ်ပေါ်မှာတော့ငင်းဝိပြပြတယ် စာအရွက်ထဲမှာတော့အေဂျင့်တာရတယ်အမှန်တကယ်မဟုတ်ဘူးဆိုရင်တော့တကယ်စာမွေးစစ်ချလိုက်ရင်တော့ကဘာမှရှုံးမှာပဲဒါကြောင့်ကျွန်တော်မိတ်ဆွေများလည်းဘဝစာမွေးဘက်တွေအောင်မြင်ကြဖို့အတွက်စ조사เสียရှိတာတွေ조사နိုင်ကြပါသည်ဖြစ်တင်းเสียရှိတာတွေဖြစ်တင်းနိုင်ကြပါသည်အားထုတ်เสียရှိတာတွေအားထုတ်နိုင်ကြပါသည်နော်ကဲကျွန်တော်ရဲ့ချစ်စွာသောဘေးရင်ပြိတ္တစာပေပြိတ္တကာတွန်းပြိတ္တမိတ်ဆွေတငယ်ချင်းအားလုံးလူငယ်မောင်မယ်အားလုံးဘဝမှာ ခုလှုပ်ထင်လှုပ်ထိုက်တော့ထိုက်ထင်တော့ကောင်းရကောင်းချောင်းတွေကိုနေ့စဉ်နဲ့မပြတ်ဖြည့်ဆည်းနိုင်ကြပါစေကြိုးစားနိုင်ကြပါစေရေထဲမိုးထဲမှာတကယ်အရေးနဲ့အကြောင်းနဲ့အဆုံးဖြတ်ကြုံလာတဲ့အခါတွေမှာကျွန်တော်ထိတ်မှပြောခဲ့တဲ့ဇကားလက်ဆောင်ပုံမြင်လက်ဆောင်တို့တမတ်ပြန်အန်းခံရတဲ့အဖြစ်မျိုးမရောက်ကြပါစေနဲ့အဲ့ဒါလို့မရောက်အောင်ခုခေတ်ကစပြီးကြိုးစားတော်မူနိုင်ကြပါစေကဲဆုံးကြပါဦးမယ်နော်